ေဟာတည်ထောင်မယ်ဂေဟာခွင့်ပြုမယ်ရမယ်နိုင်ငံတော်အဆင့်အနေနဲ့လှုပ်ဆောင်တဲ့အရာတွေမှာကျမကတော့အခမဲ့ပရာဟိတအနေနဲ့တိုက်ပါဆောင်ရွက်နေပါတယ်ဂေဟာနဲ့ပတ်သက်တဲ့တကြီးမြရရဲ့အခွင့်အရေးတကြီးနဲ့ဆိုင်တဲ့အကြောင်းအရာတွေမှာကျမကနိုင်ငံလုံးတိုင်းနာအနေနဲ့ဆက်သွယ်ပြန်ကြားရေးမှုအလုပ်ကိုလည်းလုပ်နေပါတယ်မြန်မာနိုင်ငံမှာဂေဟာပေါင်းအတိအမှတ်ပြု60နဲ့3ချောင်းရှိပါတယ်လို့ တနိုင်ငံလုံးတိုက်တာမှာအတိမတ်ပြီ60နဲ့3ချောင်းရှိပါတယ်။အဲ့ဒီ60နဲ့3ချောင်းခဲမှာမှာတခြားအတိမတ်မပြည့်တဲ့ကျောင်းတွေလည်းရှိပါတယ်။ဆိုတော့ကျွန်တော်တို့ဒီနေ့အော်တိုဘာလတရက်နေ့ဟာအပြည့်ပြည့်ဆိုင်ရာတက်ကြီးရွယ်ပုံများနေ့ဖြစ်ပါတယ်။ဒီပွဲပြီးရခါကြရင်ကျွန်တော်ကတိုင်းပြည်သားကြီးရဲ့ပွဲတနိုင်ထိုးကိုသွားအောင်ပြီးရမှာဖြစ်တဲ့အတွက်ကြိုတင်ပြီးခွင့်တောင်းထားပါတယ်။ဒါပြီးရင်အခါမှာကျွန်မပြန်ထွက်ဖို့အတွက်လည်းခွင့်တောင်းထားပါတယ်။ ဆိုတော့ဒီနေ့ဟာမြန်မာတနိုင်ငံလုံးဆိုင်ရာအပီပီပေါ့နော်အပီပီဆိုင်ရာတက်ကြီးရွယ်များအောက်တိုဘာလ၁ရက်နေ့အငြင်းနဲ့တက်မှတ်ထားပါလေ။ဒါအပြင်တက်ကြီးရွယ်ဦးများအတွက်ဂျွန်၁၅ရက်နေ့ Elder Abuse Day တက်ကြီးရွယ်ဦးများအကျန်းမဖက်ရည်နေ့ဂျွန်၁၅ရက်နေ့ကိုကျမတို့ပြုလုပ်ရရှိပါလေ။ဒါကိုတော့တော်တော်များများချားလို့မြန်မာပြည်မှာတော့အဲတတိမထားမိကြဘူးနော်။ဒါအခုဆိုရင်ဒီမှာရှိတဲ့ဂိုင်းပေါင်းစုံမြောက်ကလာပါမှာဆိုရင် ပြုတ်လောက်တာဆိုရင်၃နှစ်၄နှစ်လောက်ရှိပြီလို့ဆရာကပြောတဲ့အခါမှာအရန်ကျမဝမ်းသာပါတယ်။ဘာဖြစ်လို့လဲဆိုတော့တကြီးရုံနဲ့ပတ်သက်တဲ့ပရဟိတအလုပ်တွေကိုလုပ်နေတဲ့ကျမတယောက်အတွက်အရန်ဝမ်းသာတဲ့အခါဆရာကျမပါဝင်ခြင်းရုံတသက်ပဲလို့ပြောတယ်။မဟုတ်ဘူးဆရာမနည်းနည်း share ပေးပါဆိုလို့လား။ကျမပြန်ပြီးတော့တကြီးရုံအကြောင်းကိုပြန် share ပေးပါတယ်။ဆိုတော့ကျမတို့မြန်မာပြည်မှာတကြီးရွယ်ကိုရန်ကုန်မြို့မှာနေတဲ့သူတွေအတွက် day care center ရှိပါတယ်။မနက်သွားညပြန်တကြီးရွယ်ကိုပြတ်သက်တဲ့ day care center ရှိတယ်။ အဲတပါအေးမှာကျမတို့လူမှုဝန်ထမ်းကနေပြီးတော့ပြုလုပ်ထားတာရှိပါတယ်လို့အဲ့ဒီမှာလည်းပါဝင်လို့ရပါတယ်ဒီနေ့2025ခုနှစ်မှာတက်ကြီးရွယ်ဦးများအတွက်အကြီးကဆောင်ပုဒ်ကလေးပြထားပါတယ်အဲဆောင်ပုဒ်ကလေးမှာတော့ကျမတို့ projector မှာတော့ပြထားမှချင်းတယ်ဆောင်ပုဒ်ကလေးရှိပါတယ်အဲ့ဒီဆောင်ပုဒ်ကလေးမှာကျမတို့ရဲ့ဒီတက်ကြီးအပိုးအွားများအတွက်2025ခုနှစ်ရဲ့ဆောင်ပုဒ်ကလေးရှိပါတယ်။အဲ့ဒီမှာရှိတဲ့ပုံလေးတွေကတော့ကျမအပွားတွေရဲ့ ပုံကိုကျွန်မယူယူသုံးထားတာပေါ့နော်ဆိုတော့အဲ2025ခုနှစ်ရဲ့တကြီးရွယ်ဦးများရဲ့စာမုတ်ကတော့ဘဝချမ်းသာ အခွင့်အရေးများရရှိရေးတကြီးရွယ်ဦးများဦးဆောင်ပါဝင်ပေးဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ဒါကတော့ကျွန်မတို့တကြီးရွယ်ဦးများရဲ့2025ခုနှစ်မြန်မာပြည်လူအခွင့်အရေးကအချက်မှတ်ပေးထားတဲ့စာမုတ်ကလေးပဲဖြစ်ပါတယ် ဆိုတော့ကျမတို့ဒီတက်ကြီးရွယ်ဝင်နဲ့ပတ်သက်ပြီးတော့ကျမဒီနေ့အချက်ရှစ်ချက်နဲ့ပဲပြောသွားမှာဖြစ်ပါတယ်။တက်ကြီးရွယ်ဝင်တွေအတွက်ကျမတို့ရည်ရွယ်ချက်တွေရှိတယ်။အခွင့်အရေးတွေရှိတယ်။တက်ကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကတော့အများကြီးရှိတယ်ပေါ့နော်။ဒါပေမဲ့ကျမကအချိန်လင်းခဲ့ပေးရတဲ့အတွက်နံပါတ်1ရည်ရွယ်ချက်ရှိပါတယ်။တက်ကြီးရွယ်ဝင်တွေအတွက်အခြေခံအခွင့်အရေးကိုကျမတို့ကာကွယ်ပေးဖို့လိုအပ်ပါတယ်လို့။ပြီးတဲ့အခါမှာသူတို့အတွက်ဂုံတိတ်ခါ လုံခြုံရေးနဲ့သူတို့ရဲ့ကျန်းမာရေးဆောက်ရှောက်မှုကိုပေးရမှာဖြစ်ပါတယ်။ဒါအပြင်လူမှုအတိုင်းအဝိုင်းမှာလည်းပေါင်းသင်းဆက်ဆံခွင့်လေးပေးဖို့လိုအပ်ပါတယ်။ဒီကနေ့ကျွန်တော်တို့လူမှုလူမှုအတိုင်းအဝိုင်းမှာပေါင်းသင်းဆက်ဆံခွင့်ပေးတဲ့အတွက်ဒီနေ့တွေ့ရတဲ့ဒီမှာရှိတဲ့တက်ရွတက်ကြွယ်တွေကိုတွေ့ရတာဖြစ်ပါလေ။မနေ့ကဆရာတို့ chess ကိုဝင်လာတဲ့အခါမှာအဖွားပေါ့ကျွန်မချင်းနဲ့ဒီဖွားတက်ကြီးအတက်ကြီးမယ်အတက်ကြီးဆုံးလို့တော့ချင်းမယ်။သူတယောက်တည်းလာရင်ရရဲ့ ဘေးတခြားလူခေါ်လို့ရဒါပေမဲ့သူ့သားလေးကသူ့ကိုတွဲတဲ့ခါမှာကျမမျက်စိထဲမှာကျမကတော့ဘရာဟီတာအသက်တက်ကြီးနဲ့ပတ်သက်ပြီးဘရာဟီတာလုပ်နေတဲ့အတွက်ကျမမျက်စိတောက်ထောက်ကြည့်နေရပါဘူးအရန်ကြည့်နေပြီဖြစ်တယ်တော်တော်များများကကျမတို့အဲမြန်မာပြည်မှာအရန်ကောင်းတဲ့ရင်ကျေးမှုတွေပေါ့နော်ချားနိုင်ငံဂျပန်လိုနိုင်ငံဆိုတက်ကြီးရွယ်ဦးမှန်သမျှကောင်းပဲပို့တယ်ဘဝရည်တာလည်းပို့တယ်အိမ်မှာပြည်စုစောက်ရှောက်တယ်ဆိုတာမရှိဘူးပေါ့နော်ဆိုတော့ဒီကနေ့ကျမတို့မြန်မာပြည်မှာအရန်ချစ်စရာကောင်းတဲ့ဒလိတွေ့တယ်အမေလာတယ်ตาไล่ปุ๊ตะมีไล่ปุ๊ နော်ဆိုတော့အာဆရာဆရာတောင်းလို့ယူမှာပဲဆရာကအစီအစဉ်ပို့ပေးထားတာပဲငါတို့ဒီတိုင်းပို့လိုက်ရတယ်ဆိုတော့စိတ်မဟုတ်ဘူးပို့လိုက်ပါဝင်ပြီးတယ်ဆိုတော့ဒီနေ့တွေ့ရတယ်ဒါလူအဖွဲ့စီမှာပေါင်းပေါင်းသိပါဝင်ဆက်ဆံပြည့်ပြီးတယ်ဆိုတော့လူမှုတိုင်းဝဲမှာကျွန်တော်တို့တွေ့ရပါတယ်လို့ နံပါတ်၄ချက်ကတော့တကြီးရွယ်အိုးလို့ပြောလိုက်လို့ရှိရင်တို့သတ်မှတ်ချက်တွေရှိပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့မြန်မာပြည်မှာကတော့60နဲ့အထက်ဆိုပြီးတော့ပဲတကြီးရွယ်အိုးကိုသတ်မှတ်ထားပါတယ်။ကဘာကားနေပြီးတော့သတ်မှတ်ထားတာကတော့60နဲ့9နှစ်အချက်ကိုကဘာကသတ်မှတ်ထားပါတယ်။ဆိုတော့ကျွန်တော်တို့ကမြန်မာပြည်ရဲ့ရေခမ်းရေခမ်းအရာတွားတဲ့အခါမှာ60နဲ့အချက်ဆိုရင်ကျွန်တော်ကမလုပ်လိုက်ရင်ပင်စင်စားဆိုတဲ့စီးနည်းကိုထည့်ထားတာဖြစ် ယ်။ဒါကြောင့်မလို့60နဲ့အထက်ဖြည့်ရပါမယ်။သူတို့အတွက်ဘာတွေရှိရမလဲဆိုတော့အခွင့်အရေးတွေရှိရမယ်။ဆိုတော့60နဲ့အထက်ဖြစ်သွားပြီးအိမ်မှာပဲနေရတော့မယ်ဆိုတော့အခွင့်အရေးတွေမဟုတ်ဘူးလေ။သူတို့မှာဘာတွေအခွင့်အရေးရှိလဲဆိုတာကိုလည်းကျွန်တော်တို့ကြည့်ကြည့်ရအောင်။နံပါတ်3မှာသူတို့မှာစံမာရေးအခွင့်အရေးတွေရှိရဘယ်လိုစံမာရေးလဲ။စံမာရေးနဲ့ပတ်သက်တဲ့အခွင့်အရေးတွေမှာသူတို့နဲ့ဆက်ဆိုင်တဲ့ကျမမှုဆောက်ရှောက်မှုတွေကိုတာသမီတွေမိသားစုတိုင်းဝိုင်းတွေ ဆက်ဆိုင်တဲ့လူတွေကနေပြီးတော့ပါဝင်ပြီးတော့ပြုစုစောင့်ရှောက်ပေးရမယ်ဆိုတဲ့အခွင့်အရေးတွေရှိတယ်။နေရာချထားရင်အာအမေပဲအမေကိစ္စမရှိအမေကြိုက်တဲ့နေရာမှာအိမ်လို့ရတယ်အဲဆိုတဲ့ချက်သူကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အိမ်မှာရှိနေတဲ့ဒီတက်ကြီးနေတဲ့မိသားစုကြီးအဖို့အဖွားတွေအတွက်တည်တတ်နေရဆိုတာရှိရတယ်။သူတို့စားမယ်ဆိုရင်တော့မှနောက်ဆုံးတော့မလုပ်ပြရမယ်။စားခါနေလို့အပူပေးရမယ်။ ျမတို့အေးဆက်နေရပါတယ်ကျမတို့တနေ့ကိုအလုပ်သွားတယ်အေးဆက်နေတဲ့ထမင်းကိုကျွေးလိုက်လို့ဆိုရင်ဆိုတော့သူတို့အတွက်ဆောက်ရှောက်မှုလိုအပ်တယ်အဲ့ဒီဆောက်ရှောက်မှုကအချိန်ပြည့်မဟုတ်ဘူးသူတို့အတွက်လိုအပ်မယ်သူတို့မှာလုံနိုင်စွမ်းရှိတဲ့အရာနဲ့ကျမတို့ပေါင်းသင်းပြီးတော့ဆောက်ရှောက်မှုတွေပေးဖို့လိုအပ်ပါတယ်လုံခြုံရေးလုံခြုံရေးဆိုတဲ့ဆိုမှာအကြမ်းမဖတ်ဖို့လိုအပ်ပါတယ်အကြမ်းဖတ်တယ်ဆိုတာကဟိုသူ့ကိုလာပြီးတော့လုတ်တဲ့အကြမ်းဖတ်တာမဟုတ်ဘူးတင်းတင်းလေးရအစားပါသူ့ရဲ့ ရပိုင်ခွင့်နေသွား तू ကဒီဘက်ဖျားကြောင်းသွားချင်းနေအမေရဲ့ဒီဘက်တော့ကားလည်းမဆန်ဘူးလူကလည်းညားတယ်အမေကြံထက်နော်လူညားတယ်ဒီပွဲကလူညားတယ်အမေမခံနိုင်ဘူးလူနာနေမလားကြံထက်နော်ဆိုတော့စကလုံးတွေကိုကျမတို့ပြောတတ်ကြတယ်ပေါ့နော်ဒါတက်ကြီးတွေရဲ့ခံစားနိုင်တဲ့ခံစားချက်တွေရှိတယ်ပေါ့နော်ဆိုတော့ဒါလေးတွေဟာလေကျမတို့မသိလိုက်တဲ့အကြံဖတ်မှုတစ်ခုဖြစ်ပါတယ်လို့ဆိုတော့ကျမတို့ဝင်ဝင်နဲ့ပင်စင်လာစားတို့မှာဝင်ဝင် income ရှိရမယ် တည်င်းကျွကျမတို့မြန်မာပြည်မှာအရန်ချစ်စရာကောင်းတာတည်င်းကျွဆိုရင်မိဘတွေကိုကျမတို့ကတော့ကြားတယ်။အဲကျမတို့ကကတော့လိုက်တယ်လို့ပဲထင်တာနော်။တက်ကြီးရဲ့သူတွေအတွက်အင်ကမ်ဩငါသားသမီးရဲ့ငါ့ကိုဘရော့ရယ်ဆိုရယ်အင်ကမ်ဝင်ဝင်လေးမြင်တဲ့အခါမှာသူတို့အရန်ပြုတ်ကြတယ်။အဲပြီးတဲ့အခါမှာသူတို့ရဲ့ပင်စင်လာစာပင်စင်လာစာပါလေတချို့ကသားသမီးတွေကသွားတာထုတ်ပြီးလေကိုယ်စလဲပေါ့နော်။ဥပမာကျမတို့ကေထားမှာဆိုရင်ကျမတို့ကိုယ်စလဲနဲ့သွားထုတ်ပြီးရင်တကြမ်းမကြမ်းကျမတို့အဖွားကိုပြန်ပြတယ်။ဒီမှာအဖွားနော်ဘာပစံဘလောက်ချိုးအောင်ပြန်ပြတယ်ပြန်ပြရတယ်။ ဆိုတော့သူတို့ရဲ့အိမ်ခံသူတို့ရဲ့လူငွေလောက်ထားသူသူတို့ပဲကန့်ချင်တာကျမတို့ကစီမံခွင့်မရှိသူတို့ကန့်ချင်နောက်ပြီးတော့နိုင်ငံတော်အနေနဲ့85နေနဲ့အထက်တက်ကြီးရွယ်အိုတွေကိုတစ်လတစ်ပေါင်းထောက်ပံ့တာရှိတယ်ပြီးခဲ့တဲ့အဲ76ရက်နှစ်ကလည်းနိုင်ငံတနိုင်ငံလုံးဆိုင်ရာမှာလိုက်ပြည်သားကြီးမှာထောက်ပံ့ပြီးသွားရေပေါ့နော်ဒါကြီးရွာရက်ကွက်တွေမှာ60 85နေနဲ့အထက်ဆိုလို့ရှိရင်အဲလုံးလို့ရတယ်မလုံရသေးဘူးမလုံတတ်ဘူးဆိုရင်လည်းသက်ဆိုင်ရာရက်ွက်အုပ်ချုပ်ရေးမှုစုမှာ မတ်ပုံတီနဲ့ဖောင်နဲ့တွားပြီးတော့ယူလို့ရပါတယ်မတ်ပုံတီအိမ်အောင်စုစီပြပြီးတော့ဖောင်ဖြည့်လိုက်တာနဲ့အချိန်တန်ရင်နိုင်ငံတော်ကတစ်လောက်ကို1000ဒါလည်းပုံမှန်သူတို့အတွက်အင်ကမ်